အားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်လေးတို့အားလုံးကိုကျမတို့ရဲ့ Aura Cartoon Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ကျမကတော့ Season 13နန်းဖြစ်ပါတယ်။ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်အစလန်ကလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးချင်ပါတယ်။ဒါကြောင့်ပရိသတ်လေးတို့က Vivian လေးခံပြီးတော့မှဇလန်လေးရဲ့အဆုံးထိကိုအချီးရှူအားပေးချပါအောင်နော်။မင်္ဂလာပါ။ကျမကတော့အိန္ဒိယကဂျီရှာလို့ခေါ်ပါတယ်။ Channel လေးကို Like and Subscribe လေးလုပ်ခဲ့ပေးပါအောင်နော်။ ကျွန်မကချစ်စရာကောင်းတဲ့မိဘတွေနဲ့အတူပင်လယ်ကမ်းစမ်းနာမှာရှိတဲ့မြို့ငယ်လေးမှာနေထိုင်ပါတယ်။ဖေဖေကတော့တင်မသားတယောက်ဖြစ်ပြီးတော့မိမိကတော့အင်ရှင်မပေါ့။ဒါပေမဲ့ကျွန်မအသက်၁၀နှစ်ရောက်တဲ့အချိန်မှာတော့ကျွန်မရဲ့ကဘာကြီးကပြိုကျပျက်စီးသွားခဲ့ပါတယ်။ဘာလို့ဆိုဖေဖေရဲ့တင်မကမှုန်တိုင်းတက်ပြီးတော့ဖေဖေကလည်းလက်ရှိမှာပျောက်ဆုံးနေပါတယ်တဲ့။လာပေါင်းများစွာတရင်ကောင်းကြောက်ရဖို့အတွက်ကျမတို့စောင့်နေခဲ့ပေမဲ့လည်းပါတနေမှမကြခဲ့ရဘူးလေ။မိမိကလည်းအလလုတ်ဖို့လိုအပ်လာတာကြောင့်တခြားမျိုးကိုပြောင်းရွှေ့ပြီးတော့ကျမတို့နေထိုင်ခဲ့ပါရယ်။ ချမ်းသာတဲ့အင်ဂျီတစ်ခုမှမိမိကအင်ပေါ်လို့ဖို့အတွက်အလုပ်ဝင်ခဲ့တာပေါ့အင်ဂျီရမှာရှိတဲ့အခန်းအသေးလေးထဲမှာကျမတို့သားမီးညောင်းနေပါတယ်ပထမဆုံးအလုပ်ဆစဉ်နေ့နေ့မှာပဲအင်ဂျီကပန်းချန်တွေကိုလှည့်ပတ်ကြည့်နေတော့ရုတ်တရက်အော်တန်တစ်ခုကိုကြားလိုက်ရတယ်လေကဲစားပါအောင်ငါတရက်နေပြုတ်ကျသွားရင်ငါဖိနာတော့မှာတစ်ပင်ဘောကနေခြေထောက်နှစ်ချောင်းကတွဲလောင်းကြည့်ဖြစ်နေတယ်ကျမလည်းအဲ့ဒီကောင်မလေးကိုကဲတင်ဖို့အတွက်ဘောက်စ်ပေါက်ခုံနဲ့ခုံအသေးလေးကိုအဲ့ဒီတစ်ပင်အောက်မှာထားလိုက်တာပေါ့ စက္ကန့်ပိုင်းအတွင်းမှာပဲကျမနဲ့ရွှေတူကောင်မလေးတယောက်ပြုတ်ချလာခဲ့ပါတယ်။ဝုံးနင်တောင်ထားလိုက်တာလားဟုတ်တယ်လေနင်အောက်ကိုပြုတ်ချသွားပြီးတော့ဖေနာတော့မှမလို့ချင်လို့ပါငါတို့ဖေကနှစ်ချမ်းကွဲနေပြီသားပဲလေအမ်ဖေနေအစိမ့်စိမ့်မမမဖြစ်သွားစီချင်လို့ပေါ့ကျမတို့နှစ်ယောက်လည်းအဘတရရေမောနေတော့အင်ဂျီရဲ့ပိုင်ရှင်ဖြစ်တဲ့မစ္စတူဘရာကရောက်လာပါတယ်။မမေသူကလေတမီးရဲ့အသက်ကိုကယ်တင်ပေးလိုက်တာတမီးကခုနကတိပိမောကနေပြုတ်ချနင်းကိုတိပိမောမတက်ပါနဲ့လို့ဘယ်နှခါပြောရမလဲဖို့ချာ။ စကမ်းဆာကျေးဇူးတင်ပါတယ်ဂျီရှာငါသမီးကလည်းမင်းလိုမျိုးနောက်ဆိုရင်တာဝန်ကျေတက်ဖို့အတွက်မျှော်လင့်ပါတယ်ကဲအခုအိမ်ထဲဝင်လိုက်ကြတော့အထက်ကဝင်ခဲ့ဂျီရှာငါနဲ့ကိုလေငါမှရှိရဲ့ဘာပြရုပ်တွေပြမယ်သိလားပူဇာရဲ့အခန်းကအရန်ကိုကြီးလွန်ပါတယ်သူခန်းထဲမှာဘာပြရုပ်တွေအများကြီးထောင်ထားတဲ့ဗီဒီယိုကြီးလက်ရှိနေပါတယ်အချင်းကြကြီးဆော့ကစားပြီးတဲ့နောက်ကျမသွားတော့မယ့်အချိန်မှာပူဇာကကျမကိုအယုတ်ယုတ်လာပြီးလာပါတယ်။ညင်တောင်ရှူသွားလို့ရတယ်။ဘာ?မရှူပါဘူးဟ။ဒါကနေရဟာပဲလေ ဟုတ်တယ်လေဒါပေမဲ့အခုနင့်ပိုင်ဖြစ်သွားစေချင်တာကျွန်မလည်းအရောက်ရတော့အရင်ပြောက်သွားပြီးတော့ပူကြကိုကျေးဇူးတင်ပြီးထွက်လာပါတယ်ညနေကျတော့ထမင်းစားပြီးကျွန်မလည်းအရုပ်ကလေးနဲ့အခန်းထဲမှာစောင့်နေတဲ့အချိန်ပူကြနဲ့သူ့ရဲ့အမေကကျွန်မခန်းထဲကိုဝင်လာပါတယ်မမေကြည့်အောင်တမီးပြောရမလားချီရှာကတမီးဘာပြီးရုပ်ကိုခိုးသွားတာပါဆို့ဘာကျမရုတ်တရက်ကြီးအပြစ်ရှိတယ်လို့ခန်းစားတော့ရတယ်။မဟုတ်ပါဘူးအန်တီ။ तू ကတမီးကိုဘာပြုတ်ပေးတော့တာလဲ။တမီးကိုလက်ဆောင်ဆိုပြီးတော့ तू ကိုယ်တိုင်မပေးလိုက်တာပါ။ ။ဒါလဲနင်ကငါလိမ့်နေလို့ပြောချင်တာလား။နင်ကငါပေးရဆိုရင်ငါ grind တီးရမှာပေါ့။ငုံမနေနဲ့တော့ဘူကြာ။ဒီနေ့ဂျီရှာကနင်ကိုကဲတင်ပေးထားတာ။ကဲပေးလို့ကျေးဇူးတင်တယ်ဆိုတဲ့သဘောနဲ့ပဲအဲ့ဒီရှုပ်ကိုပေးချလိုက်တော့ကြားလား။မေမေကအတိလို့ပြောတော့လဲတမီးကပေးပါတယ်။တမီးကတမီးရဲ့ပစ္စည်းတွေကိုမျှဝေတက်တာမေမေလည်းသိရမလား။သူမေးလဲထွက်သွားတဲ့အချိန်မှာဘူဂျာက ကျမကိုအမေပြုံးပြုံးပြီးတော့ကြိလိုက်ပါတယ်။နေပါဖြစ်လို့လိန်ပြောတာလေ ငါကနေ့လိုမျိုးတာဝန်ယူတက်တဲ့သူဖြစ်ရမယ်ဆိုပြီးတော့ငါမေကငါ့ကိုပြောလိုက်တာ哦ငါတော့မကြိုက်ဘူးလေအမလီဒီကောင်မလေးကရှူးနေရပဲဒါပေမဲ့ကျမသူနဲ့ပြတ်တက်လာမဖြစ်ဖို့အတွက်ရှောင်ရှားလိုက်ပါတယ်ကျမတို့မိသားစုရဲ့အခြေအနေကသူတို့ကိုရင်ဆိုင်နိုင်မဲ့အခြေအနေမဟုတ်ဘူးလေဒါပေမဲ့ Miss Chubra ကရန်ကိုသဘောကောက်ပြီးတော့ကျင်နာတက်တဲ့အမျိုးသမီးတယောက်ဖြစ်ပါတယ်ကျမတို့နေ့ကအလလုံးနေတဲ့အခြေအနေဆိုရင်လည်းသူကဝါပြီးတော့ကူပေးပါသေးတယ် တကယ်ကြတော့ကျမလည်းတိပ္ပံစာအုပ်ကိုမိဖို့ဆောင်ထဲမှာဖတ်နေတဲ့အချိန်သူကျမစီရောက်လာပါတယ်။တိပ္ပံနဲ့ပတ်သက်တဲ့မိကုန်းတချို့ကိုသူကျမကိုမိလိုက်တော့ကျမကသူ့ရဲ့မိကုန်းတွေကိုမှအောင်ပြင်နိုင်ခဲ့ပါတယ်။ Miss Chupra ကကျမကိုအရင်ထင်ကြည့်သွားပြီးတော့သူသမီးထားတဲ့အကြောင်းမှလည်းထားပြဖို့အတွက်ဆုံးဖြတ်လိုက်တာပေါ့။ကျမကြောင်းတက်တဲ့အချိန်မှာအရင်ဆင်းလို့ရှားသွားတယ်။တနှစ်တာလောက်စာကိုပဲအသေးအသက်လုပ်ခဲ့ပြီးတော့ကျမဘာသာတိုင်းမှလည်းအမှတ်အများဆုံးရခဲ့ပါတယ်။ သိပ္ပံ project မှာလည်းပထမရခဲ့ပြီးတော့ကျမရဲ့ project ကိုတစ်ကြိမ်လုံးသိအောင်လို့ပြသထားမှာပဲဖြစ်ပါတယ်။ T-shirt အတွက် anti tag ကိုကုန်ယူရဲနော်။သမီးလေးကိုကြည့်တာ anti ကိုကိုပြန်ပြီးတော့တတိယသွားစီတယ်။အရှင်တို့က anti ကလည်းသိပ္ပံပွဲတွေဆိုရင်အမြဲတမ်းပါခဲ့တယ်။သမီးရောအဲ့ဒီလိုပွဲတွေမှာမတက်ချင်ဘူးလား။ဟုတ်လား။သမီးလည်းအဲ့လိုတက်ချင်တယ်။ဒါပေမဲ့မမေအဲ့ဒီနေ့ကျရင်တမီးနဲ့တူတူရုပ်ရှင်ကြည့်ပေးမယ်လို့မမေပြောထားတာလေ။တမီးကနောက်မှကြည့်လို့ရတယ်လေကွယ်။ ိတ်ပံပွဲဆိုတာကတရားဖက်ရှိရဟောင်းတမီလိုက်လိုက်ချင်အတူတူလိုက်ခဲ့လို့ရတာပဲဟာအဲ့ဒီပွဲကိုလိုက်မဲ့အစားခွေးလေးနဲ့ပဲသွားပြီးကစားနေလိုက်မယ်ပြီးတော့မကောင်းတဲ့လူသားဆိုတဲ့ရုပ်ရှင်ကတမီကြိုက်ဆုံးရုပ်ရှင်ပဲအဲ့ရုပ်ရှင်ကိုတမီဒီနေ့တနေ့လုံးကြည့်ချင်တယ်မစ္စတာဘရာကသူပြောတာကိုနားမထောင်ပဲနဲ့ကျမကိုတိတ်ပံပြပွဲလိုက်ပို့ပေးပါတယ် project တွေကိုလိုက်ကြည့်ပြီးတော့ကျမတို့တိတ်ကိုပြောရွှင်နေခဲ့ပါတယ် Mr. Braga လည်းကျမလိုမျိုးသိပ္ပံပညာကိုအတိအလောက်ထိစိတ်ဝင်စားမဲ့မဲ့ကျမတကယ်မသိခဲ့တာ အိမ်ပြောက်တော့အရန်ကိုထိတ်လန့်သွားကြရတယ်။ကျမဖန်တီးထားတဲ့သိပ္ပံ project ကြီးကအစစ်စစ်မှောင်မှောင်ပြည့်စည်နေကြလို့ပါ။ပူဇော်လို့မှကျမတေချာသိပါရယ်။ဒါပေမဲ့သူကသူ့ကြောင့်လေးကိုပဲအပြစ်တင်နေတယ်။ကံကောင်းစွာနဲ့ပဲ Miss Chubra က project ကိုပြန်တီးဆောက်ဖို့အတွက် ကျမကိုအများကြီးကူညီပေးခဲ့တာပေါ့။နွေရသည်အားလည်းရက်တွေကြတော့လဲကျမကိုတစ်မျိုးလုံးမှရှိတဲ့သိပ္ပံပြကားနှစ်ကိုလိုက်ပို့ပေးပါရယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပူဇော်ကလုံးဝမကျင်တဲ့ဘူးပေါ့။ တရကျတော့ကျမလည်းကိမဖုတ်နေတဲ့ချိန်မှာသူ့အော်ရဲ့အတန်ကိုရုတ်ကျက်ကြားလိုက်ရတယ်။မိဖို့ကိုပိတ်ထားလိုက်ပြီးတော့သူ့ခန်းထဲကိုဝင်လာခဲ့တယ်။သူ့တခန်းလုံးနဲ့သူ့ရဲ့ဗီဒီယိုတွေမှာရောချောကလက်တွေအများကြီးပေးချင်နေပါတယ်။အဲ့ဒီချောကလက်တွေကိုအခုချက်ချင်းငါ့ကိုရှင်းပေး။နောက်ရင်အနေငယ်လောက်ကြာရင်ငါတကယ်ချင်းနေငါအိမ်လာတော့မှဘလို့လို့ပြီးတော့ဒီချောကလက်တွေကနေရာရင်းရှိနေရလဲ။ပြောမနေနဲ့တော့အခုချက်ချင်းအလုပ်စားလုပ်တော့တော်တော်ဖူဇန်ထွက်တော့ကျမလည်းတန်ရှင်းလုပ်ပြီးအလုပ်များနေကြတယ်။ မိဖို့ချောင်းထဲကနေအော်တန်ကိုထွက်ကြလိုက်ရပြန်ပါတယ်။ပြေးသွားကြည့်လိုက်တော့ oven ကမီးတွေထောက်ထောက်နေတယ်။မီးတွေကအခုဆိုရင်တအိမ်လုံးကိုပြန့်နှံ့နေပြီ။မမေအဲ့ဒါခြေရှားကြောင့်ဖြစ်တာ။သူကနကကိတ်မူလာဘာလားမသိဘူးဖုန်နေတာတမိတွေ့လိုက်တယ်။ဟမ်မဟုတ်ပါဘူး။ oven ကိုတိတ်ချာချမပိတ်ခဲ့တယ်။မဟုတ်ဘူးလေ။နင်မပိတ်ခဲ့လို့အခုလိုဖြစ်နေတာပေါ့။ကြည့်ဦး။နင်လုလိုက်တာငါတို့အားလုံးသိတော့မလို့။ကံကောင်းစွာနဲ့မိသက်သမားတွေအချိန်မီရောက်လာခဲ့ပြီးတော့မိငိမ့်တက်နိုင်ခဲ့ပြီမဲ့လေ။ ။မိဖို့ချောက်ကြီးကတော့လုံမောက်ကိုပျက်စီးနေခဲ့ပါပြီ။ဖြစ်ခဲ့တဲ့ကိစ္စအတွက်မေမေကတော့မစ်ချိုပါကိုအဆက်မပြတ်တောင်းပန်နေခဲ့ပြီးကျမကိုတော့စူပူနေခဲ့တာပေါ့။ညနေကျတော့ကျမလည်းပန်းဆိုင်ထဲမှာဒေါသတွေထွက်နေတဲ့အချိန်ဖူရှားရောက်လာတယ်။ဌာကငါမေရှိမှနေ့ရက်အရန်ကိုထက်မြက်တဲ့ပုံစံပြနေတဲ့အတွက်ကြောင့်နေ့အတွက်ပြန်ပြီးပေးဆောင်လုပ်ပေးလိုက်တာ။ဒါဆိုနေလောက်တာပေါ့။ငါတေချာပေါက်မိဖို့ကိုပိတ်ခဲ့တယ်။အင်းလေ၊ဒါပေမဲ့မိမတက်တည်မှမရှိလား။နေရှူးနေပြီလား။ မိရေကပြက်နဲ့သွားရင်တစုံတယောက်ကိုထိခိုက်နေတယ်ဆိုတာနင်နားမလည်ဘူးလားငါကဘာလို့ကူးဆိုင်နေမှာလဲသူဟာတကယ်ကိုအယူမှာပဲနေပေါင်းများစွာကြာခဲ့ပြီးတော့ကျမကအသက်22နှစ်အရွယ်ကိုရှာလာပါတယ်။ရာကြာလေးတော်တော်များများကလည်းကျမကိုစိတ်ဝင်စားလာခဲ့ကြတာပေါ့။ဒါပေမဲ့စာကူပတ်အယုံဆက်ခဲ့ပြီးတော့သူတို့အားလုံးကိုညှင်းဆုပ်ခဲ့ပါတယ်။တပတ်မှပူဇော်ကတော့နိုင်ငံရေးသမားရဲ့တားကိုတွဲနေပြီးသူကတစားလုံးမှအနိုင်ကျင့်တဲ့သူဖြစ်ပါတယ်။တရင်ကျမစတိုးဆိုင်ကပြန်လာတဲ့လမ်းမှာ ကားတစ်စီးကဝန်ကလေးဆိုပြီးအရှင်မြင်မြင်နဲ့ဖြတ်ပြီးသွားတယ်။ကျမလည်းလတ်သွားတော့ဝယ်လာတဲ့စားစရာတွေအကုန်လုံးကမောက်ကျသွားကုန်တယ်။ဘလို့ကောင်းလဲကားကတော့တိတ်ချမမအောင်။ကားကရုတ်တရက်ရက်သွားပြီးတော့ကားပေါ်ကနေကြည်ကောင်းတဲ့လူတယောက်ဆင်းလာတယ်။အာမိတစ်ခုခုဖြစ်သွားသေးလား။ဒါဆိုလည်းဒီပစ္စံကိုရှူပြီးတော့ဆေးရုံမှာသွားပြီးတော့စစ်ဆေးခံလိုက်ပါနော်။ကျမပစ္စံကိုရှူလိုက်ပြီးတော့သူ့မျက်နှာကိုချက်ချင်းပစ်ပောက်လိုက်တယ်။ကျမတို့ကပြဿနာနဲ့ဖြေရှင်းမှုမစင်းစားနဲ့ကိုလိုရက်ကိုကိုမားတယ်ဆိုတာပြန်ပြီးတင်ယူစမ်းပါ ဲ့ဒီကောင်ကကျမကိုမကျင်တဲ့အခြေအနေကြည့်သွားပြီးတော့ပါဆက်ကလည်းတခုခုပြောနေသေးတယ်။ပြီးတော့မှကောင်းမောင်းပြီးတော့ထွက်သွားပါတယ်။ဟမ်တတော်ကိုရှိုင်းနေသူတွေပဲ။ကျမအိမ်ကိုပြန်ရောက်တော့ခုနကကာက ကျမတို့အိမ်ကြီးထဲမှာထိုးထားတာကိုတွေ့လိုက်ရပါတယ်။ Miss Rubra ကလည်းခုနကကျမကိုကားတိုက်တဲ့သူကိုဖတ်ထားနေပါတယ်။ဒီတော့မှကျမနားနေသွားတာကသူက Miss Jupra ရဲ့သားဖြစ်နေတာကိုပါအားလုံးခေါ်ပြီးတော့နိုင်ငံခြားမှာပညာတော်သင်နေကြတာဖြစ်ပါတယ် ။ဒါဖြစ်သူပြန်လာတော့သူ့အမေကတိတ်ကိုဝမ်းတာနေရပုံပဲ။ကျမလည်းရှွတ်ရှွတ်ရှွတ်နေမဖြစ်ချင်တာကြောင့်အာဇုကိုရှောင်ပြီးတော့နေနေလိုက်ပါရယ်။နောက်နေ့ကျတော့ဖူကြကို short tie injury တွေသွားပေးတဲ့အချိန်မှာရုတ်တရက်လူတယောက်ရေချိုးခန်းထဲကထွက်လာတယ်။အာဇုလို့ခေါ်ပြီးတော့တပတ်လေးတစ်ထည်ပဲသူ့ခါမှာပတ်ထားတာ။ချိပါအောင်နှစ်ဖျားလိုပဲကြက်သားတွေကတောင့်တင်းနေတာ။ဟာမင်းတို့ဒီမှာဘာလုပ်နေရလဲ။ဘာလဲမင်းကငါ့နောက်ကိုနောက်ရောက်ခံလဲလာလား။ရှင်ကရောရှိကိုရှိပါတင်လို့လေ တွမ်ခရစ်မျက်မှတ်နေလားမင်းကငါ့ရဲ့ပုံမှာမတ်တရရဲ့နေပြီးတော့ငါ့ကိုဒီလိုစကားကြီးလာပြောနေတယ်ပေါ့ဟမ်ကားမှာပြီမစ္စတာစနပ်ကျမကလည်းဒီမှာနေရပါနော်ကျမဘလိုလူဆိုတာကိုပြပြပြီးရဲ့နောက်ကျမလည်းသူ့ရှိကထွက်လာခဲ့ပါတယ်ညနေကျတော့ကျမမမေနဲ့မိဖို့ချောင်းထဲမှာကူပီးနေတဲ့အချိန်အာဂျွန်ကရုတ်တရက်ဝင်လာပါတယ်မေမေဆက်တဲ့တိုင်ပေါက်ကသူစားဖို့တပြရဲမှာအစားကောင်းဆုံးပဲဆိုပြီးမေမေကိုကျေးဇူးလာတင်နေပါဗျ။အဲ့ဒီလောက်ထိသူကစင်နာတက်ပြီးတော့သဘောကောက်လာလား။ ကျမမြင်တော့အံ့ဩမိသွားတယ်။မမေကလည်းကြည့်အောင်ဆွေကျော်သက်လေးကြည့်ရနေရပဲ။သူ့ရှိမှကြတော့ရှင့်နေလိုက်တာ။ရှိပါအောင်ဘယ်လိုတော့လိမ်မရေးချရှိလိုက်တဲ့ကောင်လေးလဲ။ဒီကိမှာဒီလိုကလေးမျိုးကအရန်ရှောက်သွားပြီ။မောက်ပါမမေရဲ့သူကလည်းသူ့ညီမလိုပဲစိတ်ပုတ်စိတ်ကိုရှိတာပဲ။ပေးရကြညီမဖြစ်သူပူဇာကသူ့ကိုပြန်ရောက်လာတဲ့အချိန်မှအနေနဲ့ပါတီတစ်ခုလုပ်ပါရစေ။ကျမလည်းအေးအေးလေးလိုက်ပြီးပေးနေရတဲ့အချိန်မှာခလုတ်တိုက်မိသွားပြီးတော့ကျမလက်ထက်ကဖန်ခွက်တွေအလုံးကြောက်ွယ်သွားကုန်တာပေါ့။ နစ်ကန်းနေရလားဒါမှမဟုတ်ရှူးနေရလားဒီဖန်ခွက်တွေကဘလောက်ထိဈေးကြီးတယ်ဆိုတာနင်သိလားအဲ့ဒီဖန်ခွက်တွေရဲ့တန်ဖိုးကလေနင့်မေရဲ့တစ်နှစ်စာလစာလောက်ရှိတယ်အော်ငါတောင်းမပါရဲမတော်တဆဖြစ်သွားတာပါဖန်ခွက်စားတွေကိုရှင်းနေနေလို့မှကျမရဲ့လက်မှာဖန်ဆဆိုင်မိသွားတယ်ဟဲ့ဟဲ့တွားလိုက်တော့နင့်သွေးတွေကငါတို့ကျန်းပြမှာမပေးကုန်လိမ့်မယ်အားလုံးရဲ့အကြည့်တွေကကျမစီရောက်နေတာကိုကျမသတိထားမိလိုက်တဲ့အချိန်မှကျမငိုချတော့မတတ်ဖဲ။ ရှော့တက်ကြီးတစုံတယောက်ကကျမရဲ့လက်ကိုဖြဖြည်းချင်းယူလိုက်ပါတယ်။ငါ့ကိုပြပါအောင်။အာနည်းနည်းလေးပဲထိသွားတာပါ။လာငါမင်းအတွက် ပက်ကြီးစီပေးမယ်။အာကျွန်ကသူ့ခံနဲ့ခေါ်သွားပြီးတော့ကျမတန်ရာကိုဟန်ဆာပလတ်စ်ကပေးပါတယ်။နားသေးလား။ရှင်ညမပြောတဲ့စကားလုံးတွေတော့မနာပါဘူး။ငါကပဲသူ့ကိုစားတောင်းမှမှာ။သူကနည်းနည်းလေးစိတ်တူလွဲတတ်တာပါ။ယူနီလည်းပြောရင်ပုံမှန်မဲ့ထင်တာပဲ။အာကျွန်ကကျမပြောတာကိုရဲလိုက်တဲ့အချိန်မှာ ကျမသူစီကနေနှွေးထွေးမှုကိုခဏလေးခံစားမိလိုက်ပါတယ်။သူကကျမထင်တာသလောက်တော့မဆိုးဘူးပဲ။အိမ်ကအလုပ်သမားတွေအားလုံးကလည်းသူကကူညီပေးသေးတယ်။တခါဆိုရင်မမေနဲ့စကားပြောနေပြီးတော့ပကံဒီကိုတော့မှသူကလိုက်တော့ပေးနေသေးတယ်လေ။ကျမနဲ့လည်းအပြင်းနေတခါတလေရှောက်လေတက်တော့ဖူချာကဓာတ်ကိုကြည့်ပြီးအယူးလိုပဲဒေါသတွေထွက်တာပေါ့။ဟဲ့ဆုံးပါနေပါရကြစီနေလဲငါတိတယ်နော်။နေငါကောင်နာကဝေးနေမလား။ချမမဟုတ်ငါတခုခုလောက်တာကိုခံစင်နေရလား။ င်းရဲ့ဘာလို့မလို့လဲငါးနှစ်ကုန်တော့ကိုအတင်းလိုက်ပြီးကက်တွင်နေရလည်းမဟုတ်ဘူးသူကသာနင်းနဲ့မသွားချင်မဲနဲ့ငါနဲ့သွားချင်လို့ဆိုပြီးငါ့ကိုလာခေါ်လာလေအဲ့တော့ငါလည်းမတတ်နိုင်ဘူးဖူဇာကကျမကိုတတ်ဖို့အစဉ်သင့်ဖြစ်နေတဲ့ပုံပါကျမကလည်းဒီလိုအဖြစ်မခံလိုက်ပါဘူးရှန်နေကတော့ကြတော့စောင်းမွေးပြီးသားတဲ့လမ်းမှာကျမလည်းကျောင်းကနေအိမ်ကိုပြန်လာခဲ့ပါတယ်ကားတစ်စီးကကျမပြီးနောက်မှာဝင်ရလိုက်တာပေါ့သူကတော့အချုံမှာကျမကိုအိမ်ပြန်လိုက်ပို့ပေးမယ်ဆိုပြီးခေါ်တယ်မင်းနဲ့အနေငယ်လောက်ကျတော့ကျမတို့လမ်းရွေးမှသွားတယ် လမ်းမှာကားတွေမတရားကိုပိတ်နေတာကျမလည်းစောင့်မှတ်ပြီးတော့ပြင်ပန်းထားတာဆိုတော့ကားပေါ်မှာအိပ်ပျော်သွားခဲ့တယ်ခဏနေတော့ကျမတော့မသိလိုက်ဖဲနဲ့အိမ်ကိုပြန်ရောက်နေပြီမော်နီမာနော်အိပ်လို့ကောင်းရလားအာအာ sorry ပါအိပ်ပျော်နေလိုက်တာများဟောက်တာဟောက်နေသေးတယ်နော်မင်းရဲ့ဟောက်တန်ကလင်းပြန်ထက်တာပိုးပြီးကျန်နေသေးတယ်ဘာကျမမဟောက်ပါဘူးနော်ရှောက်မပြောနဲ့ဘာလို့မဟောက်အောင်မလဲဟောက်တာမှအတန်းကလည်းအခြေကြီးပဲပါစက်ကြီးကလည်းဟာနေသေးတယ် မဟုတ်ပါဘူးနော်မဟုတ်ဖယ်နေရှောက်မပြောနဲ့ဘယ်ကသာငါမှတတ်သိရှိရလေသူကဖုန်းထုတ်လိုက်ပြီးတော့ကျမအစ်ပျော်နေတဲ့ပုံကိုထုတ်ပြလိုက်ပါတယ်အခုချက်ချင်းဖြတ်ပြီကျမလည်းသူ့လက်ထက်ကဖုန်းကိုလိုက်လူခဲ့တယ်တတိမထားမိလိုက်တာကကျမရဲ့စပင်းကသူ့အင်ကြီးရဲ့ကျဲသီးမှာသွားပြီးတော့ညှိနေခဲ့တာကိုပါဒါကြောင့်ပဲကျမတို့မျက်နှာကအရန်ကိုနှိကက်သွားချပြီးတော့သူ့ရှင်ထဲကနှလုံးသခုံတန်းလေးကိုတော့ကျမကြားနေရပြီလေအဆွန်ကဖြည်းဖြည်းချင်းကျမစပင်းကိုပြန်ဖြည့်ပေးနေတယ် ရပြီနော်ပြီးတော့မစိုးရင်ပါနဲ့ငါမင်းပုံဖြတ်ပေးပါမယ်ဒါပေမဲ့မင်းပုံလေးကအရန်ချစ်စရာကောင်းနေတာ哦ကျမလည်းနေရာခက်ခက်နဲ့ပဲကျေးဇူးတင်လိုက်ပြီးတော့အထက်ကိုထွက်ပြေးလာခဲ့ပါတယ်။ဘာလဲအာကျွန်းကကျမနဲ့ easily လောက်လိုက်တာလား။ရှန်နင်းကလည်းကြတော့သူကျမကိုထိတ်လို့ဖို့ခေါ်တဲ့အချိန်မှာကျမလည်းမငင်းဆန်နိုင်တော့ပါဘူး။ဘာလို့လဲဆိုတော့ကျမလည်းသူ့ကိုသဘောကျနေပြီလို့ပါ။မနေ့လေးနိုင်လောက်ဆိုရင်ဘယ်သူမှမသိအောင်ခိုးထွက်တတ်ကြပြီးတော့ကျမရဲ့လျှို့ဝှက်နေရာလေးကိုတူတူသွားခဲ့ကြပါတယ်။ အဲ့ဒီနေရာလေးမှာအရန်ကိုလှပလို့နဲ့နေထွက်တဲ့အချိန်လေးကိုတူတူခန်းစားကြည့်ကြတာပေါ့ပြီးတော့သူ့ကျမကိုနားလိုက်တယ်ဒါကအိမ်မက်တစ်ခုလိုပဲအဲ့ဒီညနေကမိမိကဈေးဝယ်ထွက်နေတဲ့အချိန်မှာကျမကပဲအားလုံးအတွက်ညစာကိုပြင်ဆင်ပေးနေကြရတာပေါ့ဒါပေမဲ့ကျမလည်းမမေကိုစောင့်နေတာနိုင်ပေါင်းညစာကြားတဲ့အချိန်မိမိပြန်မလာသေးဘူးမိမိကိုကျမလည်းစိတ်ပူနေတော့ပူချာရုတ်တရက်ကျမခန်းထဲဝင်လာတာပေါ့နေမိကိုစောင့်နေရလားပြန်လာမလားလို့ငါလည်းသိချင်လိုက်တာ ရုတ်တရက်ကျမခန္ဓာကိုတစ်ခုလုံးတုံ့နှုတ်သွားတယ်။နေပါရကြစီထားလည်းပူကြ။ငါမိဘမှာလည်းကိုချစ်ရတဲ့သူကိုအခုလိုမျိုးသူများကလူယူသွားတဲ့ခံစားချက်ကိုနေခုတော့နားလိုက်ပြီပေါ့။ပထမအဆုံးနေငါမိကိုခိုးယူတယ်။ပြီးတော့အခုအာချုပ်ကိုပါယူသွားတယ်။နေပါပြောနေရလဲ။ငါအခုချက်ချင်းနေမိနဲ့ဒီကိစ္စကိုတော့တိုင်ပြောမယ်။နေဒီခန်းထဲကထွက်သွားလိုက်တာနဲ့နေမိကိုဘယ်တော့မှမတွေ့ရဘူးလို့မှတ်လိုက်တော့ချစ်စစ်ဖြစ်ပြီးတော့ဖူကြ။ငါငါတမ်းမပါရဲ။ ။နင်ပြောတဲ့တိုင်ငါအလုပ်လုပ်ပေးမယ်နော်။ဒါပေမဲ့ငါမိကိုတော့နောက်ချီအောင်မလုပ်လိုက်ပါနဲ့။ဟုတ်လား။ထားဆွဲလဲထုတ်ပေါ်ရီအလုံးပြင်လိုက်ပြီးတော့နေတီအင်ကနေထွက်သွားလိုက်တော့။အဲ့လိုဆိုရင်နေအမေက10မိနစ်တွင်ဒီကိုပြန်ရောက်လာစီရမယ်။ပြီးတော့ဒီကိစ္စကိုလည်းတခြားသူဘသူကမှပြောပြလိုက်ဖို့မစဉ်းစားလိုက်နဲ့နော်။မဟုတ်လို့ကတော့ညစ်တပွားအလုံးကိုနောက်နောက်ရသွားအောင်ငါလုပ်ပြလိုက်မယ်။ဖူချာရဲ့မျက်လုံးထဲကဒေါသတွေကကျမကိုကြောက်လန့်စေပါတယ်။ကျမလည်းကျမအဝိစားတွေအကုန်လုံးအိတ်ထဲထည့်နေတယ်။ ်ခဏနေတော့မမေလည်းပြန်ရောက်လာတော့ပေါ့ဒါပေမဲ့သူ့ချစ်တော်မှာထင်ရရီနဲ့မလေးမမေရဲ့ဘာဘာဖြစ်လာတာလဲမမေဈေးကနေပြန်လာတော့ဘယ်ကမှမသိတဲ့ဆိုင်ကတစီကအမေကိုဝင်တက်လိုက်တာလေကံကောင်းလို့ဖူးချရဲကောင်းလေးကအမေကိုလာပြီးကဲပေးတာသူကဆေးရုံကိုလည်းလိုက်ပို့ပေးတယ်ဖူးချရဲချက်သူဆိုရင်ဒီကိစ္စမှာသူလက်ပတ်သက်နေကြတာပေါ့ဆိုင်ကမောင်းတဲ့သူကိုသူတို့ပဲငားခဲ့တာဖြစ်မယ်ကျမလည်းအကြောင်းစုံကိုမမေကိုပြပြလိုက်တော့ မမေကမစ္စထရူဘရာနဲ့ပြောမယ်လို့ပြောနေတယ်။မမေသမီးတို့မှာတတ်သိမရှိဘူးလေ။ဖူဂျာကသူ့သမီးဆိုတော့သမီးတို့ပြောတာကိုရှုံးပါမလားမမေရဲ့။အဲအကြောင်းသမီးတို့လုံနိုင်တဲ့တခုရဲတော့အရှာကတင်ကနေထွက်သွားဖို့ပဲ။အမေတခုခုဖြစ်သွားမှကိုသမီးလုံးဝမလို့ရှင်ဘူး။ကျမတို့လည်းအဲ့ဒီညကိုပဲချက်ချင်းဘသူကမှမပြောဘဲနဲ့အင်ကြီးကနေထွက်လာခဲ့လိုက်ပါတယ်။တခြားနိုင်ငံတခုကမြို့အကြီးကြီးတခုမှနေထိုင်ခဲ့ပြီးတော့မမေကတော့အဲ့ဒီမှာအချုပ်သမားလေးအဖြစ်နဲ့အလုပ်လုပ်ပါတယ်။ ကျွန်မကတော့ကလေးတင်အလုပ်ကိုရခဲ့ပါတယ်။ကျွန်မရဲ့အထက်တန်းကျောင်းက အမှတ်တကကောင်းနေသေးပဲဆိုတော့ကျွန်မဆေးကျောင်းကိုလည်းတက်နိုင်ခဲ့ပါတယ်။ဆရာဝန်တယောက်ဖြစ်လာဖို့အတွက်ကိုရေကုန်ရေကန်းစူးစမ်းခဲ့ပြန်ပါတယ်။ငါးနှစ်ကြာပြီးတဲ့နောက်ကျွန်မဆေးရုံမှာအလုပ်တင်ဖြစ်တဲ့အလုပ်ဝင်ခဲ့ပါတယ်။တကယ်ကြတော့ရေးပေါ်လူနာတယောက်ကျွန်မတို့ဆေးရုံကိုရောက်လာပါတယ်။သူကပူဇာဖြစ်နေပြီးတော့သူ့မှာလည်းကိုဝင်ကြည့်နေ။မင်းနဲ့နေငယ်ကြပြီးရဲ့နောက်မှာတော့ကျမ်းမာတန်ဆွမ်းတဲ့ကလေးလေးတယောက်ကိုသူမွေးဖွားနိုင်ခဲ့ပါတယ် ကျမကိုသူမြင်လိုက်တော့အရှမ်းလန့်သွားပြီးတော့ချက်ချင်းပဲထောင်းကိုလိုက်တယ်။ချီရှာငါငါတားမမာတယ်။အခုတော့ငါနဲ့ထိုက်တန်တဲ့အပြစ်ဒဏ်တွေကိုခံစားနေရပြီလို့ငါထင်တယ်။ငါနင့်ဘွားကိုဖျက်ဆီးဖို့အတွက်ကြိုးစားမိကြတာ။ဒါပေမဲ့အခုတော့ငါဘွားချီကဖျက်ဆီးနေပါပြီ။သူကသူချစ်သူနဲ့ခိုးရလိုက်ပြေးပြီးကြတဲ့နောက်ကိုဝင်ရှိသွားတဲ့အချိန်မှာတော့သူချစ်သူကသူ့ကိုဆွပစ်သွားခဲ့တယ်လို့ပြောပါရယ်။ငါလွန်ခဲ့တဲ့6လအထိကိုအင်ဂျီယာမဲ့တယောက်ဖြစ်နေရှင်းတန်ခဲ့ရတာ။ အိမ်ကိုပြန်ဖို့လဲလုံးဝရှက်နေပြီလို့မပြောပါနဲ့တော့အရှာအလုံးအဆင်ပြေသွားပါလိမ့်မယ်နော်ငါနဲ့ကြာမစ္စထရပါကိုပြောပြပါမယ်သူကလည်းနေ့ကိုခွတ်လို့မစ္စရာငါတေချာပေါက်တိနေတယ်နင်နင်မသိပါဘူးဟာသူကသူကငါ့ကိုမွေးခဲ့တဲ့ငါမိရှင်မဟုတ်ဘူးငါကသူ့ရဲ့အိမ်စီရဲ့သမီးတယောက်ပါငါမေရှင်ကတခြားသူတယောက်နဲ့လက်ထပ်ပြီးတော့ငါ့ကိုအဲ့ဒီအိမ်မှာထားပစ်ခဲ့တာအဲ့ဒါကြောင့်မစ္စထရပါကငါ့ကိုမွေးစားလိုက်တာပေါ့ ဝေးစားထားခဲ့တာဆိုတော့ငါစိတ်ကမလုံခြုံမှုတွေကိုခံစားခဲ့ရတယ်။နေကလှလဲလှပြီးတော့အထက်လဲထက်မြက်တယ်လေ။ "तू ကနေကိုပို့ချစ်သွားတဲ့အချိန်ကျငါ့ကိုပြစ်သွားလိမ့်မယ်လို့ငါတွေးနေခဲ့တာ။ကျွန်မကြားလိုက်ရတာအရင်အံ့အံ့တင်သွားတယ်။ဖူဇာကငိုနေခဲ့တာကြောင့်သူ့ရဲ့သွေးဖီအားတွေကအရင်မြင့်တက်နေပါဗျ။စိတ်အေးသွားစေဖို့အတွက်ကျွန်မလည်းဆေးကိုသွင်းပေးထားလိုက်ပါဗျ။ဖူဇာအိပ်ပျော်သွားတဲ့အချိန်ကျတော့မှ Mr. Bra ကိုကျွန်မလည်းဖုံးဆောက်လိုက်တာပေါ့။နိုင်အနေငယ်လာကြတော့အာဂျွန်နဲ့သူတို့ဆေးရုံကိုရောက်ချလာတယ်။ အချင်ကအရင်တော့အတိုင်းပဲချောနေတော့မှလားမစ္စတာဘရာကမျက်ရည်တွေဝဲနေတဲ့အချိန်ကျမလည်းသူ့ရဲ့မြည်ဖြစ်သူလေးနဲ့ပေးတွေ့လိုက်ပါတယ်ကျမလည်းသူ့မိသားစုကိုအချင်းခဏပေးဖို့အတွက်အပြင်ထွက်လာခဲ့လိုက်တာပေါ့ခဏနေတော့ကျမလည်းပူကြရဲ့အချင်းလေးကိုသွားစစ်ဆေးပြီးပြန်ထွက်လာလိုက်တယ်တခြားလူနာရီအခန်းကိုသွားစစ်ဖို့လုပ်နေတဲ့အချိန်မှာရုတ်တရက်တစ်စုံတစ်ယောက်ကျမရဲ့လက်ကိုလာဆွဲလိုက်ပါတယ်အရှာလုံးအတွက်ကျေးဇူးတင်ပါတယ်အာရှာပါတယ်ရှင်မင်းတို့ပျောက်နေတဲ့အချိန်မှာ ငါတို့လည်းမင်းတို့ကိုလိုက်ရှာဖို့အတွက်ရဲကူတော်ဖုံးဆက်ဖို့လုပ်နေတာ။ဒါပေမဲ့ပူဇာကအလုံးပြပြလာခဲ့တယ်။ငါလည်းသူ့ကိုအရင်စိတ်ဆိုးသွားတယ်။မင်းတို့အခုချိန်ထိငါတို့ရှာခဲ့ပေမဲ့မင်းကဖုန်းနံပါတ်ပြောင်းသွားခဲ့ပြီလေ။ဘယ်ကိုသွားလဲဆိုတာဘယ်သူမှလည်းမသိချောင်း။ကျမအရင်ကြောက်နေခဲ့လို့ပါ။ဖေဖေထွက်သွားပြီးတဲ့နောက်ကျမမှအမေတယောက်ပဲကြံတော့တာဆိုတော့သူ့ကိုတခုခုမဖြစ်စေချင်ခဲ့ဘူး။ကိုနားလဲပါရယ်။ဒါနဲ့မင်းတရားရောက်နေတွဲနေသေးလား။မတွဲနေပါဘူး။ ။ဒါဆိုရှင်ရောသူမှမရှိပါဘူး။ရုပ်တရက်ကြီးကျမတို့စကားဝိုင်းကြီးကငြိမ်ကြသွားတယ်။ဒါဆိုရင်လည်းငါတို့အဆက်ပြတ်သွားခဲ့တဲ့ဇလန်းလေးကိုပြန်ပြီးဆက်လိုက်ကြရင်ဘယ်လိုလဲ။ဘယ်ကနေဆက်ရမှာလဲ။မင်းသတိရအောင်လုပ်ပေးရမှာပေါ့။ဇလန်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်နေ့မှလည်းဒီလိုဇလန်းကောင်းလေးတွေကိုပရိသတ်လူတို့စီကိုယူဆလာပါအောင်မယ်။တရားအေဂျင့်နဲ့ညီလေးတွေကိုပိုင်ဆိုင်နေကြပါစီရှင်။